online ကနေပဲဖြစ်ဖြစ် offline ကနေပဲဖြစ်ဖြစ်ဘာရောင်းရောင်းရောင်းရခြင်းပါလားရောင်းရပြတော့မှအမျက်ငွေတွေအများကြီးရခြင်းပါလားအဲ့ဒါဆိုလို့ရှိရင်တော့ကျွန်တော်ပြောမယ့်အခုဒီ tip လေးတစ်ခုကိုမဖြစ်မနေလိုက်နာဖို့လိုပါတယ်ကျွန်တော်ဆိုလို့ရှိရင်လည်းအရင်တော့ကဒီ tip ကိုမသိတဲ့အခါမှာရောင်းရဖို့အတွက်အရန်ခက်ခဲပါတယ်အဲ့တော့ဒီ tip လေးတစ်ခုကကျွန်တော်တို့ဘာဖြစ်မလဲကြည့်ကြည့်အောင်ပါအဲ့ဒီ tip ကဘာလဲဆိုတော့ focus on pain not product ပါအဲ့တော့ကျွန်တော်တို့ကလူတော်တော်များများက ရောင်းချတဲ့အခါမှာကိုယ့်ရဲ့ product ကိုယ့်ရဲ့ထုတ်ကုန်အပေါ်မှာပဲအာရုံစိုက်ကြပါတယ်ငါ့ရဲ့ထုတ်ကုန်ကဘလို့ကောင်းတာဟာလာငါ့ရဲ့ဝန်ဆောင်မှုတွေကဘလို့တခြားသူတွေထက်ထူးခြားတာဒါတွေကျွန်တော်တို့ပြောပါတယ်တကယ်တမ်းပြောရမယ့် solution တော့ကျွန်တော်တို့ရဲ့ customer တွေကအဲ့ဒါကိုလိုချင်တာမဟုတ်ပါဘူးအဲ့တော့ customer တွေကဘာလိုချင်တာလဲဆိုတော့ တို့ရဲ့ pain လို့ခေါ်တဲ့နာကျင်မှုတွေကိုကြော်လွားသွားနိုင်မှုအဲ့ဒီနာကျင်မှုတွေကိုဖယ်ရှားနိုင်ဖို့အတွက်ပဲတို့အာယုံစိုက်ပါတယ်အဲ့ဒီပုံမှာပဲတို့ပို့ပြီးတော့မှ focus ထားပါတယ်အဲ့တော့ကျွန်တော်တို့ကရောင်းချတဲ့အခါမှာအဲ့ဒီ pain ကို focus ထားဖို့လိုတယ် product ပုံမှာအာယုံမထားပါနဲ့နော် pain လို့ခေါ်တဲ့ customer တွေရဲ့နာကျင်မှုတွေပုံမှာအာယုံစိုက်ပါအဲ့တော့အဲ့လိုအာယုံစိုက်နိုင်မှုဆိုလို့ရှိရင်တော့ကျွန်တော်တို့အဆင့်30သွားဖို့လိုတယ် နံပါတ်1အဆင့်ကတော့ကိုယ့်ရဲ့ customer တွေနဲ့တွေ့တဲ့အခါမှာသူတို့ရဲ့ပိန်းလို့ခေါ်တဲ့နာကျင်မှုတွေကိုသိဖို့အတွက်မေးခွန်းတွေမေးဖို့လိုတယ်။အဲ့တော့သူတို့ရဲ့နာကျင်မှုတွေကဘာတွေလဲ။အဲ့တော့သူတို့ကဘာကြောင့်မလို့ဒီထုတ်ကုန်ဝန်ဆောင်မှုကိုဝေ့ကျင်တာလဲ။သူတို့ရဲ့နာကျင်မှုတွေကိုကျွန်တော်တို့ဖော်ထုတ်ဖို့လိုတယ်။အဲ့တော့နာကျင်မှုတွေဖော်ထုတ်ပြီးသိရပြီဆိုလို့ရှိရင်ကိုယ့်ထုတ်ကုန်ကပေးနိုင်မဲ့အောက်ခံရလက်ကိုကျွန်တော်တို့ပြောနိုင်မှုလိုတယ်။အဲ့တော့ဒီထုတ်ကုန်ဝေ့ခြင်းအဖြစ်ဒီလိုရလက်တွေ ရလိမ့်မယ်ဆိုတာကိုကျွန်တော်တို့ပြောနိုင်ဖို့လိုတယ်။အစ်စ်3-5တော့ကျွန်တော်တို့ဘာလဲဆိုတော့စကားပြောတဲ့အခါမှာ emotion ကိုထိမဲ့ language တွေကိုကျွန်တော်တို့သုံးပြီးတော့မှ ရောင်းဖို့လိုတယ်။ဒါကတော့ကျွန်တော်တို့ကိုယ့်ရဲ့ပစ္စည်းကိုယ့်ရဲ့ထုတ်ကုန်ကိုယ့်ရဲ့ဝန်ဆောင်မှုကိုရောင်းအပ်ဖို့အတွက်အစ်စ်3စင့် တော့ဥပမာနဲ့ပြောရမယ်ဆိုလို့ရှိရင်ဆိုကြပါစို့ကျွန်တော်ကတင်တန်းနေရောင်းတယ်เนาะကျွန်တော်ရဲ့တင်တန်းနေကဘလို့ကောင်းတာဘလို့တွေလူတွေကိုပြောင်းလဲခဲ့တာဒါတွေပြောတာထက်စားလို့ရှိရင်အဲ့တော့ကျွန်တော်ရဲ့တင်တန်းကိုဝယ်မဲ့သူတွေကဘလို့ပြဿနာတွေရှိနေတာလဲဥပမာစီးပွားရေးနဲ့ပတ်သက်ပြီးတော့မှရောင်းအားမကောင်းတာစနစ်မကျတာဒါတွေဒီတို့ရဲ့ပိန်းနေနော်အဲ့တော့ရောင်းအောင်မကြတာစနစ်မကြတာတွေပိန်းတွေကိုကျွန်တော်တို့ကကြော်လွားသွားနိုင်ဖို့အတွက်ဒီထုတ်ကုန်ကိုရောင်းပေးမှာဒီတင်တန်းကိုရောင်းပေးမှာ เนาะဒီသင်တန်းကိုတက်ချင်းအပြင်ခုနကနာကျင်မှုတွေကြော်လွားသွားစီမှာအဲ့တော့ကြော်လွားသွားနိုင်ပြီဆိုလို့ရှိရင်လည်းကျွန်တော် language ကို emotional နဲ့ပတ်သက်တဲ့ language ကျွန်တော်ပြောမှာအဲ့တော့ကျွန်တော်ဒီသင်တန်းကိုတက်ချင်းအပြင်တို့အမြတ်ငွေတွေတိုးလာမယ်လုပ်ငန်းစနစ်တွေကျလာမယ်အဲ့တော့ဘာဖြစ်လာမလဲဆိုတော့ဝင်ငွေတိုးစနစ်တွေကျတာဖြစ်တဲ့အတွက်နော်ပျော်ရွှင်တဲ့ဘဝတစ်ခုတည်ဆောက်နိုင်မယ်အဲ့တော့မိသားစုနဲ့အတူတူအချိန်တွေအများကြီးတုံးချနိုင်မယ်ဟဲ့လားစိတ်ချမ်းမြေ့မှုတွေပိုတိုးတက်လာမယ်ဒါဒီကျွန်တော်တို့က emotion ကိုထိစေမယ် language တွေဖြစ်တယ် ဲ့ဒီ၃၀ကိုသာကျွန်တော်တို့သွားမယ်ဆိုလို့ရှိရင်တော့ရောင်းရဖို့100%တည်ကြပါတယ်အဲ့တော့ကျွန်တော်တို့ဘာပဲရောင်းရောင်းရောင်းရခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီတစ်ခုမဖြစ်မနေလိုက်တာပါအဲ့ဒါဆိုလို့ရှိရင်တော့ရောင်းရတွေကောင်းလာပါလိမ့်မယ်ဒီကြောင့်ရတဲ့ကနေပြီးတော့မှအခုဒီဗီဒီယိုကြည့်နေတဲ့ကျွန်တော်လူငယ်တွေမိတ်ဆွေတွေလုပ်ငန်းရှင်တွေဟာအကျိုးတစုံတရာရလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်အကျိုးတစုံတရာရတယ်ဆိုလို့ရှိရင်တော့ comment မှာ yes လို့ရေးပြပါအောင်ဒီဗီဒီယိုဆုံးထောင်ကြည့်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့ကိုညံလင်းအောင်ပါမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ